တင်မင်းနိုင်ငံမှာသုံးတဲ့ပစံမင်းခိုင်ဆိုးစံအပိုင်တက်နေတန်းထတ်တူကြအမားဆိုတဲ့သဘောတရားအကြောင်းနည်းနည်းပြောပြကြပါရစေ။အဲ့ဒါဘာမှထွေထွေထူးထူးတော့မဟုတ်ဘူး။ခမားလေးကြုံဘူးတယ်ကျွန်တော်လေးကြုံဘူးတယ်လူတော်တော်များများလေးစိတ်ထဲမှာအမတ်တမိတ်လိုလိုခံစားဘူးနေမယ်။ကိုနေ့မှတက်တဲ့တိုးတက်တဲ့ကက်သေးကက်သက်လွဲချော်မှုတွေလေဥပမာဆိုကြပါစို့ မြတ်ထားမိတဲ့သဘင်ပုံစံကိုမကြိုက်ခါမှဒီတလားအဖို့သဘင်ပြန့်ရှိတာကနှီးကွေးလွန်းနေတယ်။တချင်းစီရီကွေးမှာ ချစ်ရပါလို့ထင်နေပြီဆိုရင်အဲ့ဒီနေရာဟာကိုအကြိုက်ဆုံးတချင်းစာသားနေရာဖြစ်နေပါလေရော။အိမ်အပြင်ဘက်ကနေတကားဖွင့်ဖို့တော်ရဲကိုစမ်းနေတဲ့အချိန်ဆိုအိမ်ထဲကတယ်လီဖုန်းကတတီတီမြည်ပြီးကမန်းကရန်တကားဖွင့်ပြီးဖုန်းကိုလည်းပြေးကင်လိုက်ရော။ဟိုဘက်ကဆက်နေတဲ့သူကဖုန်းကိုခြာသွားရော။ ဘသူနဲ့မှမတွေ့ချင်လို့ပုံရှုကွယ်ရှုသွားတဲ့အခါတိုင်းအသိမိတ်ဆွေတယောက်မဟုတ်တယောက်နဲ့အမြဲဆုံနေအဲ့ဒါမျိုးတွေပါပဲအဲ့ဒီလိုအဖြစ်အပျက်မျိုးတွေကိုစာရေးဆရာအာတာဘလော့ကထပ်တူကြအမှားလို့နာမည်ပေးထားတာပါကျွန်တော်နဲ့တငယ်ချင်းတစုကတော့ပေါက်ကရ40တွေကိုအမြဲတမ်းရှာရှာဖွေးဖွေးလောက်ကြလုံးလို့လားမသိဘူးသူများတွေထပ်ပို့ပြီးထပ်တူကြအမှားတွေနဲ့ကြုံရတယ်လို့ပဲကြုံခဲ့သမျှရှာရှာဖွေးဖွေးကိုယ်ယူကာယတွေထဲမှာ အမှတ်တရအဖြစ်ဆုံးကတော့1986 89လောက်တုန်းက ရက်ကွက်လေးတစ်ခုထဲမှာကျွန်တော်တို့တငယ်ချင်းတွေစုပြီးအင်္ဂါနေခဲ့ကြတော့ကအဖြစ်ပြက်တွေပါပဲရန်ကုန်မြို့နဲ့မိုင်း၂၀သာသာလောက်ပဲဝေးတဲ့တောမကျမြို့မကျလက်လုံလက်စားရက်ကွက်လေးတစ်ခုပါအဲ့ဒီရက်ကွက်လေးထဲမှာနေတဲ့လူတွေကရှိရတယ်ချစ်စရာကောင်းတယ်ထတ်တူကြအမားတစ်ခုမဟုတ်တစ်ခုနဲ့ရှင်သန်နေကြတယ် အဲ့ဒီရက်ကွက်လေးထဲမှာဖြစ်ပျက်နေတဲ့ထတ်တူကြအလွဲတွေကိုသာတန်းစီပြီးရေးပြရမယ်ဆိုရင်အာသာဘလော့ချ်ရဲ့မာဖီဤနေရာမှာဆိုတဲ့စာအုပ်မျိုး၃လအုပ်လောက်ရမယ်ထင်ပါရဲ့မာဖီဤနေရာမှာစာအုပ်ထဲမှာပါတဲ့အလွဲတွေကိုနည်းနည်းထပ်ပြီးပြောပြရအောင်မယ်ကြည့်လေတနေ့လုံးဇေဆက်တယ်လို့အလုံးလုံးနေရာကတချိန်လေးပဲနားဖို့ထိုင်မိပါတယ်တိုက်တိုက်ဆိုင်ဆိုင်ကိုတနေ့လုံးမှာတခါပဲလာဆက်တဲ့ကိုအထက်လူကြီးနဲ့တက်တဲ့ဒူပါလီရော ပစ္စည်းအသစ်တစ်ခုဝယ်ပြီးပြီဆိုတာနဲ့ပြောင်နေတဲ့ပုံစံတူပစ္စည်းကိုချက်ချင်းပဲပြန်ရှာတွေ့ရတတ်တယ်။တင့်လက်နက်ဖက်မှာဆက်စီပြီးအညစ်အကြေးပြီးပေးချန်နေတဲ့အချိန်နဲ့ကွက်တီပဲတင်နှာခေါင်းဟာရားရံပြီးကုတ်ချင်လာတတ်တယ်။ရုပ်ရှင်ရုံတဲ့ရောက်လို့တင်လက်မှတ်ဝယ်ထားတဲ့ထိုင်ကုန်းနေရာမှာ ထိုင်ချလိုက်ပြီးဆိုရင်တင့်ရှိတက်တဲ့ကခုံမှာအရက်ရှိတဲ့လူတယောက်အမြင်နေရာယူထားလိရှိတယ်။ဒီနေ့စာမကျက်လာမိပါဘူးဆိုမှ အတန်းလေးမှာစာမေးဖို့ဆရာမရဲ့မျက်စိကြခြင်းကိုခံရသူကကိုပဲဖြစ်နေတတ်တယ်။စီးစစ်ဖို့အတွက်စီးနံမူနာအတောင်းခံရတဲ့သူကဂုဏကလေးတွေစီးသွားထားပြီးကစားလူဖြစ်နေတတ်တယ်။လူနှစ်ယောက်အတူတူထိုင်နေကြတဲ့အထဲမှာမှချင်းကကိုတယောက်တည်းကိုပဲရွှေးပြီးကြိုက်တတ်တယ်။တွေးသွင်းဖို့အရေးတကြီးလိုအပ်နေပြီဆိုရင်အဲ့ဒီတွေးဟာ အမြဲတမ်းရှားပါနေတတ်တယ်။ဖုန်းနံပါတ်မှားလိမ့်မိတဲ့အခါတိုင်း ဖုန်းလိုက်မအားတာနဲ့ဘယ်တော့မှမကြုံဘူး။အော်ကျွန်တော်ဆွဲဆွဲမြဲမြဲမှတ်မိနေတဲ့ထတ်တူကြအလွဲတစ်ခုရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့စာရွက်စာတမ်းတစ်ခုခုကိုတတ်တတ်မှတ်မှတ်ဖိုင်တွဲထားလိုက်ရင်အဲ့ဒါကိုနောက်တစ်ချိန်သုံးစရာကိစ္စဘယ်တော့မှမပေါ်ဘူး။ဖိုင်မတွဲပဲအမှတ်တမိထားမိတဲ့စာရွက်စာတမ်းဆိုရင်တော့တစ်ချိန်ချိန်မှာအရေးတကြီးပြန်ရှာဖို့လိုအပ်လာလိမ့်မယ်။ဒါပေမဲ့အဲ့ဒီစာရွက်ကိုဘယ်နာထားမိမှန်းသိတော့မှမဟုတ်ဘူးတဲ့။ အဲ့ဒီရက်ကွက်ကလေးဟာ20ရာစုနှောင်းပိုင်းရဲ့စာရွက်စာရင်တစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကိုဖိုင်တွဲပြီးသိမ့်ဖို့မသိမ့်ဖို့ဆုံးဖြတ်ခဲ့ကြသူတွေကတော့ကျွန်တော်တို့အုပ်စုပါပဲ။ကျွန်တော်တို့အုပ်စုလို့ဆိုရင်အထဲမှာကျွန်တော်ပါတယ်။ပကြီးဆရာပေါ့စာတယောက်ပါတယ်။အခုတော့မဂ္ဂဇင်းတွေမှာတရုပ်ဖော်ပုံတွေစွဲနေတဲ့ခေဖုံးမှုပေါ့။နောက်ဂီတာတတောင်တောင်တတင်တင်တီးပြီးတချင်းရေးဖို့ကြိုးစားနေတဲ့ မြမစာဆရာအလောင်းလျာလေးတယောက်ပါတယ်။သူကတော့2000ပြည့်နှစ်ဝင်းကျင် ကာလမှာအမတန်နာမည်ကြီးတဲ့ကျူရှင်ဆရာဦးစင်သူဖြစ်လာပြီးငငယ်ရွယ်ရွယ်နဲ့အောင်မြင်နေစမှာပဲကွယ်လွန်ဆုံးပါသွားခဲ့တယ်။သူတသက်တာလုံးမှာပြတိုင်းတော်လေးပုတူတူဆိုတဲ့တားချော့တချင်းလေးတစ်ပုဒ်ကိုပဲအပိသက်ရေးဖွဲ့သွားခဲ့လေရဲ့ကျွန်တော်တို့ဝါသနာပါတဲ့အမှုပညာအလုပ်တွေကိုလုပ်ဖို့ရန်ကုန်မြို့နဲ့နီနီနာနာမှာနေမှဖြစ်မယ်လေအေး ပြီးတော့အင်္ဂလကကလည်းစေးသက်တောင်းမှဖြစ်မှာအင်တလုံးလေးကိုအခန်းကန့်ထားပြီးငှားစားတဲ့နေရာမျိုးမှာလေနေလို့ပဲဖြစ်မှာလေကျွန်တော်တို့ကနေရောညပါ အချိန်မရွေးတောင်းတောင်းတင်းတင်းဝူးဝါးဝါးနဲ့နောက်ပြီးကျွန်တော်တို့အဆုကဘာမှန်းမသိတဲ့ရုပ်ရုပ်တဲတဲကိစ္စတွေမျက်စိနှုတ်ဆရာကောင်းတဲ့ကိစ္စတွေကိုတခုမဟုတ်တခုကြံဖန်ပြီးလုပ်နေကြတာကိုဒါကြောင့်ဒေါ်မကြမြို့မကြဟောဒီရက်ွက်လေးထဲမှာ ပြင်းတောင်အိမ်ရိုင်းနေနေလေးတလုံးကိုငှားပြီးလာနေကြတာပေါ့ကျွန်တော်တို့အုပ်စုထဲမှာအမှုပညာအလုံးနဲ့လေးဘာမှမပတ်သက်အမှုပညာကိုဝါသနာလေးမပါတဲ့အလုံးမရှိ အကင်မရှိဦးချောင်းချောင်းငနေတယောက်လေးပါသေးတယ်သူ့နာမည်ကဖိုးစောတဲ့ဖိုးစောရဲ့ပါရမီဓာတ်ခံကလည်းတမျိုးပါပဲဘယ်လူစုလူဝေးတဲ့ကိုမဆိုဒီကောင်ကသာထဲ့ပေးလိုက်ရှုပ်ရှုပ်ရှက်ရှက်တခုခုတော့ဖြစ်ပြီးသားပဲလူစုလူဝေးနေလေဖြစ်တယ် နှစ်ယောက်ချင်းသုံးယောက်ချင်းလေးဖြစ်တယ်။သူတယောက်တည်းနေရင်တော့သူအတွေးနဲ့သူ ရှုပ်ရှုပ်ရှက်ရှက်ဖြစ်နေတတ်တဲ့ကောင်။ဖိုးစော့ရဲ့အတွေးတွေကလည်းအမခံပဲနှံနေတဲ့နေရာမှာလက်ဖြားခါလောက်တယ်။တခါကကျွန်တော်ကိုလာမေးတာပဲကြည့်။ဖိုးစော့ကကြော်စို့ရေဟေးဘာဖြစ်ရပြန်ပြီလဲဖိုးစော့။ငါတခုစဉ်းစားနေရကွ။မြတ်စွာဘုရားရဲ့သွေးအမျိုးအစားဟာအေလာဘီလာအေဘီလာ ဒါမှမဟုတ်အိုသွေးလားဆိုတာကဲသူ့အတွေ့ခေါ်ကကျွန်တော်ကဟာဖူးဆော့ရမင်းမို့လို့ကြံကြီးစီရကွာမြတ်စွာဘုရားပွင့်နေလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်လုံးကသူ့ရုပ်စုခွဲရဲ့ပညာမှမပေါ်သေးတဲ့ဥစ္စာဖူးဆော့ကစိတ်ပြတ်တယ်လို့ချွတ်ခနဲဆုတ်သက်လိုက်ပြီးခေါင်းကုပ်လိုက်ဖင်ကုပ်လိုက်လုံရင်းမဟုတ်ဘူးလေကွာငါစဉ်းစားနေတာက မြတ်စွာဘုရားဆိုတာအမတန်ထူးခြားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးမဟုတ်လားအဲ့ဒီလိုပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးတွေဟာလူသားမန်တွေရဲ့ကိုယ်ထဲကသွေးတွေနဲ့အမျိုးအစားချင်းတူနိုင်သလားဆိုတာကိုငါစဉ်းစားနေရကွအေးလေဒါရီမင်းဘယ်နားလည်နိုင်ပါမလဲကျော်ဆိုရလောကီလောကုတ်တရားပြည့်စုံတဲ့ပညာရှိကြီးတွေကိုရှာပြီးမေးရအောင်တော့မှာပဲ ကျွန်တော်ကတော့လော်ဂီလောကုတ်တရားမပြည့်စုံတဲ့ငတုံးကြီးဖြစ်သွားတာပေါ့ဗျာ။ကိုပါတာကိုနေရင်ထိုင်ရင်ကြီးကိုငုတ်တုတ်ညံ့သွားတော့တာ။ကျွန်တော်ဘဝလေးစိုးလိုက်ပုံ။ဖိုးစော်ကတော့ကော့လန်ကော့လန်နဲ့လစ်သွားလေရဲ့။တခါကကြတော့ကိုစင့်သူကိုသွားပြီးမိတာ။အဲ့ဒီတုန်းကကိုစင့်သူကမြမစာဌာနမှာကျူတာဖြစ်နေပြီလားမဖြစ်သေးဘူးလားတော့မမှတ်မိတော့ဘူး။ဖိုးစော်ကမင်းစီကမုတ်စင်မွေးကျွတ်တူကျဲတဲ့ကိုပို့ရင်ဖြို့ကိုစင့် အိမ်နိုင်ငံကိုမှီရင်ခြေဆင်းပြီးဂီတာလက်ကွပ်ဆန်းနေတဲ့ကိုစင့်သူကမျက်ခုံးတွေပင့်သွားတယ်။ဟင်ဘာလဲဟင်ဖိုးစောဘာလဲကိုစင့်သူကလည်းဖိုးစောရဲ့စူးရှထက်မြက်တဲ့အထွေးခေါ်တွေကိုခက်လန့်လန့်ပဲဖိုးစောကသုံးပင်နှက်ခမ်းအိမ်ကန်းချင်းချင်းလေးရဲ့ခနော်နီ ခနော်နဲ့ကျမ်းပင်ပေါ်မှာခောက်တုတ်ခောက်ပြန်ရှောင်ရင်းကိုစင့်လူမြမစာမှာဝက်ကြဆုံးတဲ့အခါဒီလိုဤလိုထက်ရတယ်မဟုတ်လား ကိုဗျာဥပမာပြောရရင်သူចောင်းទို့သွားသည် သူအိမ်မက်မက်နေဤစသဖြင့်ပေါ့ဗျာအင်းဟုတ်ဟုတ်တယ်လေဖိုးစောရဲ့ဘာဖြစ်လို့လဲအဲ့ဒီဒီနဲ့ဤရဲ့အတိတ်ပဲချင်းဘာကွာတယ်လဲကိုစင်ဒီမေးခွန်းကြောင့်ကိုစင်သူမျက်လုံးတွေပြလက်တွပြလက်တွဖြစ်သွားတယ်တော်တော်လေးတော့ခွာကြနေပြီကိုစင်သူကအကြအတဲဖြစ်ရင်သူလုံနေကြအမှုရာအတိုင်းနှကန်းထူထူလေးတွေကိုထော်ပြီးစူပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်အတန်လေးအာဒီအာထက်နဲ့ဟိုတိတ်တိတ်မကွာပါဘူးဖိုးစော့ရဲ့ဖိုးစော့ကမျက်မှောင်ကျုံလိုက်လေရဲ့ပြီးတော့အတိတ်ပြင်စင်းတူရင်ဘာလို့အလုရှုပ်ခံပြီးစကလုံးနှလုံးတော်ထားနေရသေးလဲဗျာတလုံးကိုဖြုတ်ပြစ်လိုက်ပါလားကြက်ရမှတ်ရတာတတ်တာသွားတာပေါ့ဟင်ကိုစင့်သူမျက်လုံးပြူသွားသည်ဖိုးစော့ကတော့ခက်တီတီပဲစက်ပြီး ဟုတ်တယ်ကျွန်တော်ကနောင်လာမယ့်လူငယ်ចောင်းသားလေးတွေအတွက်စေတနာနဲ့အကြံပေးနေရနော်ကိုစစ်မြန်မာစာပါမုတ်ခါဖြစ်တဲ့အခါကျရင်အင်းကိုဖြုတ်ပြစ်လိုက်ဗျာကောက်ကောက်လိမ့်လိမ့်နဲ့ကြည်ရဆိုးရင်ဖြုတ်ပြစ်တိတ်လားငါငါမှအဲ့လောက်အာနာမရှိဘူးထင်ပါတယ်ကွာကိုစင့်သူကတော့သူ့ဘဝကိုသူ အားငယ်လို့ပဲလားမသိဘူးမဝင့်မရင်ဖြေရှာတယ်ဒါပေမဲ့ဖိုးစောကတော့မာရီကြောရီပဲဟာဗျာဘာအာနာရှိစရာလို့လို့လေ မြမစာကိုတီချွင်ခဲ့တဲ့လူတွေကလည်းသူ့လူကိုလူလူတွေပဲဥစ္စာသူတို့လုံပုံ၊ကင်ပုံနေရာမကြရင်ကိုကပြေရဲရမှာပေါ့အဲ့ဒီလူဟောက်သေးတာဗျာအမေသူခံယူချက်နဲ့သူကတော့ဟုတ်တယ်လို့လို့အရှိသားကိုစင့်သူကတော့ဂီတာကိုတောင်ဆက်မတီးနိုင်တော့ဘူးမျက်လုံးလေးပေကလက်ပေကလက်လှုပ်ပြီးဖိုးစော့ကိုပဲငိတ်ကြည့်နေရတယ်ဒါပဲတက်နိုင်တော့တယ်မဟုတ်လားဗျာဝကြီးဆရာကတော့ရှင်းတယ် ဖိုးစောပြဿနာတင်လာပြီးဆိုရင်ဆင်းလွတ်တဲ့အခါလွတ်ပါဇက်သေးတွေ့ကြရပြောရင်ပြောဒါမှမဟုတ်ရင် သူ့ထက်ဥအောင်အုံနောက်စားစရာ တခုခုနဲ့ကြက်လွတ်လိုက်တာပဲအိမ်ပေါ်မှာနေရာကကြည်ကျင်းမရှိတော့ပကြီးဆွဲမယ်ဆိုရင်ခြံထောက်တရက်ပင် အောက်ကရေချိုးဖို့တိုက်ကီပိုင်းတွေချထားတဲ့နေရာမှာသွားပြီးဆွဲရတယ်။ဖိုးစောကလည်းတကူးတကနေကိုအဲ့ဒီနားအထိသွားပြီးရှုပ်တာ။ဒီမှာကိုဖုံးမို့ကျွန်တော်စဉ်းစားထားမိရလေတခုရှိလို့ဗျ။ ဗကြီးဆရာက သူ့ဟာနဲ့သူဆွဲလက်စာဖြစ်နေတော့ဖိုးစောကိုအန်ကျိပြီးမျက်စောင်းထိုးကြည့်တယ်။ဖိုးစောကတော့စကားဆမိပြီးဆိုရာနဲ့အချိန်ရသွားပြီ။ဒီလိုလေဗျာကျွန်တော်ကဗုဒ္ဓဘာသာနဲ့ယဟန်ဝတ်တိန်ဆိုပါစို့ယဟန်ဝတ်ရင်ပါရာဇိကကံကြိုင်ငရေကြီးရောမဟုတ်လားအဲ့ဒီလိုဖြစ်ပြီးဆိုတာနဲ့ကျွန်တော်ကအမြန်လူဝတ်လဲခရစ်ယာန်ဘာသာရဲ့ကိုပြောင်းသွားပြီးဖခင်เจ้าမှန်မှန်တက်နေယေရှုခရစ်တော်ကကျွန်တော်ကိုကယ်မာလာဟင် ပြန်ချီရဲ့စကားတံကိုတော့မကြားရဘူးစုတ်တံကိုခွက်ထဲစောင့်ကြည့်အောင်ကြည့်ပြစ်ထဲလိုက်ပြီးအလုံးလိုက်အခဲလိုက်တစ်တစ်ခွက်ခွက်ဆေးရိပ်လိုက်တဲ့ပကြီးဆရာရဲ့ရေရွတ်တံကိုပဲကြားရတယ်။အဲ့ဒါပဲတခါတခါပကြီးဆရာကသူ့ပါဇက်ထဲတွေ့ရထင်းတယ်လို့ရန်တံပြောလိုက်တော့လေခိစာပြီးသွားတာပဲတခါတလေကြပြန်တော့လေပကြီးဆရာကဖိုးစော့ထက်ဥအောင်ကြက်တက်တယ်။ပကြီးဆရာကသူ့စုတ်တံတွေစီးကွက်တွေတာပင်တိုင်ဘူးတွေ ဓာတ်စီရိနှံစီပလင်းတွေနဲ့အလုံရှုံနေတော့သူ့အနာကဖိုးစောဖျက်ရှောက်သွားတာမြင်တော့ဟဲ့ကောင်ဖိုးစောလာပါအောင်ကွာဘာလို့မလို့တော့ဖိုးစောပြန်လှည့်လာတော့ပကြီးဆရာကလက်ထဲကရေနံစီပလင်းကိုထောင်းပြပြီးဒီထဲကအရေးကဘာတုံးကမင်းသိလားဖိုးစောကပလင်းဝကိုအနံ့ခံကြည့်ပြီးရေနံစီမျိုးပြပကြီးဆရာကခက်တီတီနဲ့ခေါင်းတက်ချက်နှိမ်ပြီးအေး ရေနံစီဆိုတာဘယ်ကဖြစ်လာတဲ့အရေးလဲကွာအဲ့ဒါမင်းသိလားအဲ့ဒီမိကုံးကြောင့်ဖိုးစုံငိုင်းကနေဖြစ်သွားတယ်သူ့အတွက်တော့မဟာမဟာအခက်ခဲကြီးတစ်ခုပဲဒါကိုဘလို့ကြုံလွားမလဲပြီးတော့သူ့ရဲ့ကြီးကျယ်ခမ်းနားလာတဲ့ဘဟုတုတာဟင်းလေးဦးကြီးကိုစိန်ခေါ်မှတ်ကြောက်တင်မဲ့ special မိကုံးတော်ကြီးဖြစ်နေပြီ gain စဉ်းစားစမ်းရေနံစီဆိုတာဘယ်ကရတဲ့ဥစ္စာလဲတွင်းထွက်သိရန်စားတာလားဓာတုပေတာပစ္စည်းလား စိတ်ယုံကထုတ်တာလားညနေသာခေါင်းတွေထုပ်ပူလာတယ်အဖြေကမရဘူးမတိမတာအန်ကိုချိန်ထားရင်လေပင်ကြီးလိမ်ပြီးစောင်းကန်စောင်းကန်လုံနေတယ်အတော်ကြာတော့မှနေုံပြဒီအဖြေကိုကျွန်တော်ခေါင်းရင်းအင်းနဲ့စဉ်းစားအောင်မင်းတရက်နှစ်ရက်တော့ဆောက်အေးပါကွာအေးပါပကြီးဆရာကပြင်းစီစီနဲ့ပြန်ပြောလိုက်တယ်အဲ့ဒီအကြောင်းတွေကနောက်မှပကြီးဆရာပြန်ပြောလို့သိရတာပါကျွန်တော်သတိထားမိတာက ဖိုးစောအိမ်တွင်အောင်ပြီးတခုခုကိုအပြင်းအထန်စဉ်းစားကန်ဝင်နေတာအတော်ကြာပြီဆိုတာကိုပဲအဲ့ဒီလိုမဟုတ်ကဟုတ်ကတခုခုကိုတွေးလုံးထုတ်နေပြီဆိုရင်ဖိုးစောပုံစံကတိတာတယ်နေရန်ကိုကြုံးပြီးဒူးနှလုံးကိုထောင်ပြီးရင်အဲ့ဒီထောင်ထားတဲ့ဒူးကောင်းနှလုံးကိုလက်နှစ်ဖက်နဲ့ပိုက်ပြီးခေါင်းကြီးမော့တော့မော့တော့လုံနေပါလေရောအဲ့ဒီပုံစံအတိုင်းသူ့ကို၄၅၆ရက်မြင်နေရတော့ကျွန်တော်က ိုစိတ်ကုတလုံးကျွန်တော်တို့ကောင်းပြီးငင်းချက်သာကောင်းနေပါလားဟုတ်တယ်ဗျဒီတချို့ရတကယ့်ကိုနက်နက်နဲနဲစဉ်းစားနေပုံပဲလင်းငါရတောင်မကတော့ဘူးကျွန်တော်နဲ့ကိုစိတ်သူတို့နှစ်ယောက်သားကြိတ်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 ပြောနေတော့ပကြီးဆရာကလေးတန်တူးတူးနဲ့ဝင်ပြီးကျွန်တော်သူ့ကိုငင်းစေးပြီးထားတာပါဗျာဟင်ဘလို့ငင်းစေးပြီးတာလဲရှင်နန်စီကိုဘယ်ကရတယ်လဲဆိုတာစဉ်းစားထားခိုင်းတာပါဗျာလို့ဆိုပြီး ပကြီးဆရာကသူ့ချက်ထားတဲ့ကိစ္စကိုအဆအဆုံးတလုံးမကျန်ပြန်ပြောပြတော့တာပဲကျွန်တော်တို့လဲရေရအခက်မဲရအခက်နေဗျာအေးနောက်နေ့နေနေခင်းနေကြရောဖိုးဆော့ဟာနေရန်ကိုမိနေရာကဝုန်းကနေခုန်ထလိုက်ပြီးတော့တိပြီတိပြီကျွန်တော်တိပြီဗျအတန်ပြဲကြီးနဲ့စွတ်အော်နေတော့ကျွန်တော်တို့သုံးယောက်စလုံးကဟာဟာဘာဖြစ်တာတော့ဘာသိတာလဲကွာမင်းဟာက အလန့်တကြကွာဘာမှမလုပ်လဲဟအသက်တောင်မရှူအားဘူးဗျာဝိုင်းမိလိုက်ရတာငနေသားကတော့ပြုံးဖြည်းဖြည်းကြီးလှုပ်ရင်ရင်းနှံစီကိုဘယ်ကရလဲဆိုတာကျွန်တော်သိပြီဗျတကယ်တော့ရင်းနှံစီဆိုတာရင်းနှံကနေဖြစ်လာတာကိုသူ့ကိုယ်သူဂုံယူဝင့်ကြွားနေတဲ့မျက်လုံးတွေကလည်းအယောင်တလက်လက်နေဗျာခမရတို့ကိုမြင်စေခြင်းနဲ့ကျွန်တော်နဲ့ကိုဆင့်သူကလည်းသူ့ကိုကြောတက်ရင်တက်လှုပ်ပြီးဝိုင်းချီကျူးကြတယ် တော်ပါပြီကွာတို့မင်းမုံလူစဉ်းစားနိုင်တာတို့ပြောပြောပြီးတော့လေမင်းမုံလူဒီအဖြေကိုခုနှစ်ရက်အထဲနဲ့စဉ်းစားလို့ရတာငါသာဆိုတလလောက်စဉ်းစားရင်တော့ရမှာမဟုတ်ဘူးကိုစင်သူပြောလိုက်တဲ့ဒီတခွန်းကတော့ပင့်တာနည်းနည်းလက်လွန်သွားရဲ့ဗျဖိုးစုံရိပ်မိသွားပုံပဲဒီကောင်မှန်တက်နေတာနည်းနည်းအရှိန်တန့်သွားတယ်ပကြီးဆရာကတော့ခက်ပြုံးပြုံးနဲ့ဟုတ်ပါပြီကွာရေနံစီဆိုတာရေနံကဖြစ်တာထားပါတော့ ဒါဖြင့်ဓာတ်စီကရောဘေကနေဖြစ်တာလေကွာနောက်ထပ်မိကုံတစ်ခုနဲ့ထောင်ချောက်ဆင်းလိုက်တော့ဘိုးစုံဆိုတဲ့မဟာပညာရှိကလည်းတက်တယ်ပဲဝင်ချလာတယ်ဟာသဘောတရားချင်းအတူတူပဲနေဗျာရေနံစီဟာရေနံကဖြစ်တာဆိုတော့ဓာတ်စီဆိုတာဓာတ်ကဖြစ်တာပဲပေါ့ဗျာကြည်စမ်းအပိုင်မဲဆိုပြီးပြော့ချလိုက်တာအဲ့ဒီလိုတော်ပုံထက်မြက်ပုံတွေကိုကျွန်တော်တို့မှလက်ဖြားတစ်ခါခါဖြစ်နေရတာကလားဗျာ ပကြီးဆရာကတော့ခေါင်းကိုဖြည်းဖြည်းချင်းရမ်းခါပြီးမှားတယ်ကွာဟင်ဘာဖြစ်လို့လဲဖိုးစောကပြူတူပြဲတဲ့နေမိတော့ပကြီးဆရာကသူ့မျက်လုံးလေးကိုတက်တက်စိုက်ကြည့်ပြီးမင်းမသိမချင်းမှတ်ထားဓာတ်စီဆိုတာဓာတ်ဆန်ကလည်းဖြစ်တာကွာအော်ဖိုးစောမျက်လုံးတွေအယောင်မှုံမှိုင်းပြီးဝမ်းနဲ့ရိတ်တန်းသွားတယ်ဓာတ်စီနဲ့ဓာတ်ဆန်ဆိုတဲ့လူရှင်တော်လက်ဟောင်းကြီးနှစ်ယောက်ရဲ့နာမည်ကို ချားပုတ်ထားရဲ့သားနဲ့ဒီတက်သဘောနှစ်ခုဆက်ဆက်တဲ့သဘာဝကိုဘာလို့များငါမစဉ်းစားမိပါလဲလို့သူ့ကိုယ်သူမချစ်မရဲဖြစ်နေတဲ့ပုံပဲမယုံမရှိနဲ့ဗျပကြီးစရာပေါက်တရားပြောလိုက်တာကိုဒီကောင်တကယ်အဟုတ်မှတ်သွားတာညကြတော့သူတန်တစ်တာအဟောင်းလေးထဲမှာတင်းထားတဲ့လက်တော်လောင်မှတ်စုစာအုပ်လေးထုတ်ပြီးအသေးအချာရေးမှတ်နေလေရဲ့ရှင်းနန်းစီကိုရှင်းနန်းမှထုတ်ယူရရှိသည် ဓာတ်စီကိုဓာတ်ဆန်မှ ထုတ်ယူရရှိသေးတယ်ဗျာ။ကဲပြီးရောသူမှဆူစာအုပ်လေးထဲမှာအဲ့ဒီလိုပောက်တက်ကြရပြီးအများကြီးပဲဗျ။စုံနေအောင်ရေးထားတာ။သူမှရှိတဲ့အခိုက်ကျွန်တော်တို့၃ယောက်သားပြင်းပြင်းရှိပြီးဆိုရင်တော့ပြန်နေတဲ့တန်တက်တာထဲမှာ သူဝတ်ထားတဲ့အဲ့ဒီမှဆူစာအုပ်လေးကိုရှာရှာဖွေဖွေခိုးဖတ်ပြီးတခွိခွိချိန်ရရသေးတာ။အဲ့ဒီစာအုပ်ထဲမှာကြံကြီးစီကဖုန်းနံပါတ်တွေကိုလည်း ဘသူကပေးလို့ဘလို့ရလာတယ်လဲတော့မပြောတတ်ဘူးရေးထားမှတ်ထားသေးတယ်ဗျမှတ်မှန်ရရာတခုဆိုရင်တခင်ကိုတော်မိုင်းရဲ့ဦးလီဖုန်းနံပါတ်တည်းဗျာကဲစဉ်းစားကြည့်စမ်းပါဦးဆရာကြီးတခင်ကိုတော်မိုင်းတော်မှအသက်အရွယ်ဦးမင်းပြီးကွဲလွန်သွားတာတော့ကြာပဲကြာလာပြီဥစ္စာတခင်ကိုတော်မိုင်းရဲ့ဦးလီဆိုတာတက်ရှိထင်ရှားရှိနိုင်ပါတော့မလားအဲ့ဒီဖုန်းနံပါတ်မှန်တယ်ပဲထားပါအောင်တော့ဆက်လိုက်ရင်ဟိုကဖုန်းလာကင်မှာမှို့လို့လား ကြံ့ကြံ့ဖန်ဖန်များအဲ့ဒီလိုဖုန်းနံပါတ်တွေကိုဘလို့ရည်ရွယ်ချက်နဲ့ရေးမှတ်ထားတယ်လေမပြောတတ်ဘူးတကယ်ပြောတာဖိုးစောဆိုရဲကောင်းကရေးရေးလေးလေးဟားရတယ်